။ကြံအကျက်နဲ့မန္တလေးမြို့ကျုံမြောက်ဖက်မှာအရင်နေ့တွေကထက်ပိုမိုစီကားပြီးခိုင်ရန်ဖြစ်တာနဲ့မတူဆမှုတွေနေပတ်သွားတယ်လို့ဒေသခံတွေကပြောပါရယ်။တာနိုးဝေကတင်ဆက်ထားပါရရှင်။အစ်စင်စီကားလေးရှိတဲ့မန္တလေးကျုံပတ်ဝန်းကျင်မှာဒီနေ့အကျက်နဲ့ဖြစ်တာကြောင့်ရခိုင်နေ့တွေကထက်ပိုမိုစီကားနေပါရယ်။မန္တလေးတကြံဟာမနစ်ကတက်စားရင်ဒီနေ့ကပိုပြီးရင်ကျေးလာကြတယ်လို့မန္တလေးကျုံမြောက်ဖက်မန္တလေးတခုကခုထိုက်တင်ချိုးလိုက်တာဆိုပါတယ်ဒီပုံမှာတော့ပြည်ထောင်စုကနေတော့ဒီနေ့ကလည်းလည်းတော့ရင်းကျေးတယ်လို့ပြောရပါတယ် ိုင်းနေတိုင်းကြော်ရံကုန်တဲ့နေရာပါပဲ။ဟောအဲ့ဒီကျင်းလာဆိုရင်တော့ကြော်ရံရအောင်ပါလေ။လူဝေးအသင်းဖွဲ့တွေကကုညီဆောက်ရှောက်ပေးတာတွေရှိသလိုခိုင်းရန်ဖြစ်ပွားမှုတွေမတော်တဆမှုတွေနဲ့ထိခိုက်ဒဏ်ရာရသူတွေလည်းနည်းပါးလာတာလည်းတွေ့ရတယ်လို့မြို့ကန်တချို့ကပြောကြပါတယ်။အတာသဏ္ဍာန်ကာလအတွင်းရေကစားသူတွေဘေးကင်းစေဖို့အတွက်မန္တလေးမြို့အတွင်း6နေရာမှာမန္တလေးတိုင်းဒေသကြီးချက်ချင်းဒီသူနာပြုတပ်ဖွဲ့ကကျန်းမာရေးဆောက်ရှောက်မှုတွေကိုဆောင်ရွက်ပေးနေပါတယ်။ကျွန်တော်တို့မန္တလေးမြို့လူသားတိုင်းရဖွဲ့ရတော့ကျန်းတော့ကြာနေရစားပြီ။ န်လေးစိတ်ဝင်ကြီးဒီဘောမြန်မာလူသားထားတဲ့ရောက်လာတဲ့ထိခိုက်လူသားတွေကျွန်တော်တို့ကိုကြီးလောက်ကင်ပေးနေပါအဓိကတော့လူနာရှင်မှာပါတဲ့လူနာမဲ့လူနာတွေပါနော်တို့ကျွန်တော်တို့ကတမန်ရိုက်တဲ့နေရာနောက်ပြီးတော့စေကူကြမယ်စေကူကြတာတွေလိုက်ပြီးပို့ပေးပါအဲမှာပြည်သူလိုအပ်တဲ့စေဝါတွေနောက်လိုအပ်တဲ့ဝတ်ထည်နောက်စားတောက်တွေပါလူတွေကျွန်တော်ဝယ်ပြီးတော့သူရမ်းပေးပါ ။ဗန်းလေးဆေးရုံကြီးအရေးပေါ်ဌာနမှလူမှုရေးအသင်းအဖွဲ့တွေကတရက်ကိုလူဦးရေ60နီးပါအခမဲ့ကူညီဆောင်ရွက်ပေးမှာဖြစ်လို့မြန်မာနိုင်ငံကြက်ချင်နေသူနာပြုအဖွဲ့နဲ့လည်းပူးပေါင်းလှုပ်ဆောင်နေပါတယ်ခင်ဗျာကျွန်တော်တာဝန်ပါ။